အားလုံးပဲမင်္ဂလာပါရှင်ချေပါဂျပန်ရဲ့အစားအစာလို့ပြောရင်ဆူရှိကိုပြင်မြင်ကြတယ်မဟုတ်လားရှင်ဒီတစ်ခေါက်မှာတော့ချေကခိုက်တဲ့ဆူရှိတွေကတစ်ခုဖြစ်ပြီးလင်းလုံးတင်းတင်းနဲ့အပြင်ဆားလို့လည်းရမ်းကောင်းတဲ့ခပါဆူရှိအကြောင်းမိတ်ဆက်ပေးချင်ပါတယ်အရင်ဦးဆုံးထိုင်မို့ဝိုင်းအတွက်လူရည်အတွက်နဲ့ဆက်လက်ထုတ်ရပါမယ်ချေတို့လာစားရတဲ့နေ့ကကြားရဖြစ်လို့မဆောက်ရပါဘူး ပေးရနဲ့ညဘက်တည်းဆိုရင်လူများတဲ့အတွက်အလှည့်စားဆောင်ပေးရတတ်ပါတယ်။အရင်ဆုံးမှာဖို့အတွက်တက်ပလက်ထဲကနေရွေးရပါမယ်။ဆူရှိမျိုးစားတွေလည်းများတဲ့အပြင်ကိုတမ်ပူရာအချိုပွဲဘီယာနဲ့ခေါက်ဆွဲတွေလည်းမှာလို့ရပါသေးတယ်။ဈေးနှုန်းတွေလည်းတစ်ခါတည်းပါပီးသားဆိုတော့ပိုအဆင်ပြေတာပေါ့နော်။တခါမှရင်အမျိုးအစားလေးမျိုးအထိပဲမှာလို့ရပါတယ်။ ကိုမာထားတဲ့ပကံရောက်လာခံနေရင်တက်ပလက်ကအတံမီပါမယ်။ဆူရှိနဲ့တွဲစားဖို့ဆော့အမျိုးမျိုးရှိတဲ့အထက်ကဂျပန်တွေကငပြာရည်နဲ့စားရမြပါတယ်။ခြေကတော့ထားလဲဆိုတဲ့အနှစ်ကိုအချိုက်ဆုံးမှုလို့ဒါလေးနဲ့စားမယ်ပေါ့နော်။ဆူရှိလဲစားပြီဆိုတော့အခုကတော့အချိုးပဲလှဲပေါ့နော်။ ငါးအစိမ့်ဖြစ်ပေမဲ့ဆားရအလုံးဝမညှိရဲ့အတွက်ဂျပန်မှာ try on try တင်တဲ့စားတောက်တစ်ခုအဖြစ်ရှင်းရတော့လက်ညှိုးပေးလိုက်ရပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye ။